hello အားလုံးပဲမင်္ဂလာပါချစ်တို့ရေဟောပြင်းပြင်းနဲ့မနှက်ကလည်းမပေးဘူးညနေကျတော့ group မှာရှစ်ခွက်ပေးလိုက်တယ်ရှစ်ခွက်တော့မှတလုံးမဲ့ပါ key ပဲတမန်3ခွန်ကဲပါပဲကိုယ်ကဲကြည့်မယ်ချစ်တို့ပြောပြရမယ်နော်တချို့ကတွန်းနည်းလေးတွေတင်ပေးပါတင်ပေးပါဆိုလို့တချို့ကပြောတယ်ရေကျူကတချို့အချစ်တွေကပြောတယ်ပညာလေးတခုမြောက်ပြီလား တစ်ခွန်သူရနောက်ပိတ်ဒါမှမနဲ့တစ်ရှစ်ထွက်တယ်ညနေတစ်ခွန်ထွက်တယ်လန်လန်ဘွားလည်းတနာစရာတော့ကောင်းဒီနေ့ကလန်လန်ဒီဘမွေရအောင်ဟောင်းနေတယ်ပဲကြည့်တရှိတဲ့ကောဒီနေရာနော်ပြီးလေးကိုကုန်ကိုအဲ့ဒါပူလိုက်တယ်ကွာကွာပူလိုက်တယ်ကွာအဲ့တော့တရှိတဲ့ကောညနေပိုင်းနောက်ပိတ်ခွန်ဆိုရင်ခွန်ခွန်နဲ့ပေါင်း၄၉ချိန် ခွန်ခွန်နဲ့ပေါင်း၄ရတယ်သူရဲ့ပါဝါ၄၉ချိန်မနေ့ပိုင်းမှာဒါရိုက်၄၉ထိတယ်ညနေပိုင်းခွန်၉တွေ့တယ်ညနေပိုင်းနောက်ပိတ်ကိုကိုနဲ့ပေါင်း၈၈၃ချိန်မနေ့၈ထိတယ်ညနေ၃ထိတယ်အဲ့တော့၆၃၃၃နဲ့ပေါင်း၆၆၁ချိန်မနေ့ပိုင်းမှာ၁၁ထွက်တယ်၃၃ညမို့လို့ညနေ၃၃ညမို့လို့၃ည၃ညနဲ့ပေါင်း၃ည၅ချိန်ညနေပိုင်း၂ည၅ထိတယ်၂ည၅၅နဲ့ပေါင်း၃ည၅၃ည၅ချိန်၃ည၅ဒါရိုက်ထွက်တယ်၄၁၁၁နဲ့ပေါင်း၂၂ခွန်ချိန်၂ထွက်တယ် 地是修新的包桥桥地车东桥出了桥脱的，修新的包桥桥地车东家桥桥脱的。俺俺那包东家东家俺车没那包俺地的，东空空空那包里里过车，领导领导到少到少嘛，就别开嘛嘛路过那我，这个等那包呢，那个等那包里打呗。没那片满街卖书的里过车，他表白没？没那片满街卖书里过车，脑子给。 ကိုတော့ငါမားခင်ပြတာနဲ့မားခင်သွန်နေပါပြန်ဝင်တယ်နောက်ပိတ်၃နဲ့အပိတ်သူ့အပိတ်ပေါင်း၃နဲ့၃ညနဲ့ပေါင်း၃၃ရက်နှစ်ခတ်ငါ၃၅ချိန်ညနေဒီမှာ၅ထိပါတယ်၃နဲ့၃ညနဲ့ပေါင်း၃၅၃၃၅ချိန်၅ထိတယ်၃ညနဲ့၅နဲ့ပေါင်း၅၅ရက်နှစ်ခတ်၃၅၃ချိန်၅ထိတယ် ။နားနဲ့တင်းနဲ့ပေါက်6 69ချင်း6ထိတယ်။တင်းနဲ့ရှင်းနဲ့ပေါက်6 96ချင်း6ထိတယ်။ရှင်းနဲ့ရှင်းနဲ့ပေါက်6 69ချင်း6ထိတယ်။ရှင်းနဲ့ငါးနဲ့ပေါက်3 35ချင်း5ကို3ကိုထိတယ်။အဲ့တော့ဆက်ပေးမှဆိုငါးနဲ့ခုနှစ်ပေါက်နှစ်4ချင်းတန်တန်တခုက2 4ချင်းတန်တန်တခုက6 9ချင်းတန်တန်ဘရိတ်ကြီးမှာ6ဘရိတ်ခွန်ဘရိတ်3ဘရိတ်3ညဘရိတ် ၃ည6ဆိုတော့6ဘရိတ်2 5ဆိုတော့ခွန်ဘရိတ်မနက်က85ဆိုတော့3ဘရိတ်ဒီညနေ3ခွန်ဆိုတော့3ညဘရိတ်ထပ်ဘရိတ်ထပ်ဘရိတ်အတိုင်းပေးခဲ့မယ်ဆိုရင်ထပ်ဘရိတ်တိုင်းဒီလေးဘရိတ်6ဘရိတ်ခွန်ဘရိတ်3ဘရိတ်3ညဘရိတ်ရမနက်ပြန်ဒီဘရိတ်4ဟိုကမနက်မှွေညတပရင်ကြအောင်အဲ့ဒါလည်းတစ်ချက်စဉ်းစားအောင်ထပ်ပြန်တပင်မှရှိတယ် ပြပင်းတပင်းမှရှိတာ36အာထွက်တယ်ဘာမှမလိုက်ဘူး36အာထွက်ရင်နှစ်လေးခွန်ကိုအပူပါအခွေလိုက်ရမှာလုံးဝမလာသည်လုံးဝမလာသည်ဒီကနေပြ63 1 2 3ရမ်းပြောင်းနေမှာနှစ်လေးခွန်ကိုခွန်လေးထွက်တယ်တပင်းပြပင်း36ထွက်တယ်နှစ်လေးခွန်ကိုခွေအပူပါနှစ်နှစ်ထွက်တယ်နောက်တစ်နေ့ချက်ချင်းကိုခွန်ထွက်တယ်36ထွက်တယ်နှစ်လေးခွန်ကိုခွေပူပါလေးလေးနှစ်နှစ်ထွက်တယ် 36ထက်တဲ့2လေးခွန်ကိုအခွေပူပန်နှစ်ခွန်ကိုကွန်ထွက်တဲ့3ရက်အတွင်းထွက်သွားတယ်အချိန်ကလည်းလကိုက်တယ်အမွေဝေး36ထက်တဲ့2လေးခွန်ကိုခွေပူပန်ချက်ချင်းနှစ်နှစ်ခွန်ကွန်ထွက်တယ်တပန်နှစ်ခွန်ထွက်တယ်63ထက်တဲ့2လေးခွန်ကိုခွေပူပန်4ကိုထွက်တယ်36ထက်တဲ့2လေးခွန်ကိုခွေပူပန်နောက်တနည်းမှချက်ချင်းထွက်တယ်လက်ရှိအနေထားမှာပြတ်ပင့်တပင်နဲ့3ရက်အတွင်းကြီးပဲထွက်ခဲ့တယ်နော်36ထက်တဲ့3ရက်မြောက်နေ6ခွန်ထွက်တယ်63ထက်တဲ့3ရက်2ရက်3ရက် လေးရက်ဒီငါရက်ဒီတစ်ခု6ရက်မြောင်းလေးဖြစ်သွားတော့ပြက်ပင်2ပင်ဖြစ်သွားပြီပြက်ပင်2ပင်ဖြစ်သွားပြီ36ထွက်တယ်2လေးခွန်ကိုကိုအပူပါကိုကိုထွက်တယ်ဒါတော့ချပါလား36ထွက်တယ်2လေးခွန်ကိုကိုအပူပါခွန်ခွန်လေးထွက်တယ် 63ထွက်တဲ့2409ကိုပူပါနှစ်ရက်မြောက်နေ63ထွက်တဲ့နောက်တစ်နေ့နှစ်ကို63ထွက်တဲ့2409ကိုပူပါတရက်နှစ်ရက်သုံးရက်လေးရက်အခုတစ်ချက်ပဲလေးရက်ပြက်ပင်နှစ်ပင်နဲ့လေးရက်တခါကျန်တာအကုန်လုံးအပြာရောင်အဝိုင်းကိုကြီးသုံးရက်အတွင်းထွက်တာတစ်ချက်တောက်ကြာနေမှာ36ထွက်တဲ့2409ခွေအပူပါ မထွက်သေးဘူးဆိုတဲ့အချက်တစ်ချက်ကိုထည့်စင်လာမယ်အချက်၄ဆိုင်နော်အချက်၄ပြောပြမယ် ဒါကိုအောင်အသေးခွက်လေးတွေထည့်ကြရပါနော်6သုံးအားကြောင့်နည်းလေးခွန်ကိုခွေဘူပါမလာသေးဘူးဒီမနက်ထွက်တာ85အားထွက်ရင်ဘာလဲတူလားဒီတစ်ပတ်ထွက်မထွက်ရင်မနက်နောက်တစ်ပတ်စဉ်းစား59ခုခွေ ူညီလာပြီအပူပါနော်ဘာတူလဲ၄9ကို၄9ဆုံးထွက်ဘူးကလည်းဒင်းအလောက်ဒီစိတ်ကောင်းပါမလားနော်အဲ့ဒီတော့ခုနပြောလို့ထပ်ပရိတ်ကလန်းကလန်းကြည့်တဲ့အခါမှာတခါတလေကြာရင်ဟိုဘက်ဆွဲသွေးဒီကဆွဲပြီးဟိုဘက်သွေးဒီဘက်သွေးပေါ့ဗျာ 6ဘရိတ်ခွန်ဘရိတ်3ဘရိတ်3ညဘရိတ်ဘရိတ်၄ခုရှိအဲ့ဒါလည်းထည့်စင်တာပဲဟိုဘက်လည်းစဉ်းစားမှတည်တယ်ကြိုက်တာကိုယူတော့ကြိုက်တာအနည်းဆက်ဆုံးကတော့ရှင်ငါအားတော့၄၅ခွန်ကိုခွေရလက်ပြင်ကချက်ချင်းစင်းလဲစင်းနိုင်တယ်နောက်တစ်ပတ်လည်းပြင်နိုင်တယ်ဆိုတဲ့အတွေ့၆3အားထွင်3ရက်အတွင်းဖြစ်နိုင်ကြဆိုလက်ပြင်၄၄ခွန်ကိုအခွေပူပါရှိတယ်အဲ့တော့ဒုမွေးကနလည်းဆက်လိုက်မယ်6ရက် 6လ2000နဲ့နစနံဟိုမတော့မတိမနဲ့မြန်မာ6ကို3ပင်ဆုံးတည်တယ်သူက6ရက်6လဖြစ်ပလိစေတယောပြန်ပြီအဲမနက်တက်ကူလည်းမကင်ပါဘူးအေး6ကြည့်3ပင်ဆုံးနဲ့တိမှတ်တာတည်ဟိုရင်းပေါ့နော်မွေးကနန်းက2 night အာ 20 ah 90 ah သုံးစံတိုင်းသူပဲကောင်းကျော်တင်လာကိုလူတွေပဲတောင်းခံနိုင်မှာတော့မသိဘူးအဲ့တော့ပဲအဲ့တော့ပါရှိရနော်ဒါပေးနေကြကဲဟုတ်ပြီနှက်ပြန်က ြောနေကြစကားချစ်လို့တန်မမခင်အတန်ပေါ့အဲ့ဒါအရန်ကြရကွာအကယ်၍အလိုမျိုးမဟုတ်ပဲနဲ့အတွေးခေါ်ရတာဒီဖြစ်ခဲ့မဲ့ဆိုရင်သူ4ချိန်4နိုင်ချိန်အခုနောက်ပိတ်ကြိုင်လေးတည်တယ်ဆိုတော့အချက်မှာ7ပင်မှာ10ပင်မှန်တယ်နော်7ပင်မှာ10ပင်မှန်တယ် ဒါပေမဲ့မနှက်ပြမနှက်လေးသိမယ်လို့မပြောဘူးပြတ်ဘူးလေဒီမှာတစ်ခွန်ထွက်ပြီးတော့ခွန်နောက်ပိတ်လေးနဲ့ခွန်နောက်ပေါ်နဲ့လေးသိတယ်ဆိုပြီးထွက်ဘူးလေထွက်ဘူးလားဆိုတော့ထွက်ဘူးလေဒါပေမဲ့ခုနပြောသလို7ပင်မှာခွန်နောက်ပိတ်ခွန်နောက်ပိတ်ထွက်လေးသိတယ်တပင်မှာလည်းအဲ့လိုမျိုးပေါ့7ပင်မှာ10ပြရတော့ကိုယ်တော့အစားပေါ့ခွန်နောက်ပိတ်ထွက်လေးသိတယ်မှန်တယ်ဒါမှခွန်နောက်ပိတ်လေးပြတ်တယ်တလားဒါမှနှစ်ပင်ပြတ်တယ်ဒါမှနှစ်ပင်မှန်တယ်ခွန်နောက်ပိတ်လေးသိတယ်မှန်တယ်၃ပင်မှန်တယ် ။ဒါမှခွန်နောက်ပိတ်လေးသေးတယ်မှန်တယ်။ချက်ချင်းပေါ့နော်။ချက်ချင်းကိုပြောတာသူတို့သဘင်ကြောမကြည့်ဘူး။အဲ့လိုပေါ့။အဲခွန်နောက်ပိတ်လေးသေးတယ်မှန်တယ်။ဒီမှာခွန်နောက်ပိတ်လေးသေးတာပြတ်တယ်။အဲ့တော့ तू ကသူပြတ်ကိုမှန်ဒီမှာခွန်နောက်ပိတ်လေးသေးတာမှန်တယ်။ခွန်နောက်ပိတ်လေးသေးတာမှန်တယ်။ခွန်နောက်ပိတ်လေးသေးတာမှန်တယ်ခွန်နောက်ပိတ်လေးသေးတာမှန်တယ် မှန်တာများတယ်ဆယ်ပြင်မှာခုနကမားကတ်ပြောလို့80ရာခိုင်နှုန်းပါပဲအကယ်၍များပေါ့နော်အကယ်၍များမနက်ပိုင်းမှာမပေးခဲ့သည်ရှိတော့မွေးကနားမှာနိုင်သူပါတယ်နော်နိုင်သူပါတယ်ဒီထပ်ပရိတ်ကမနက်မဟုတ်မနက်ပြင်မနက်တိမတိညနေလို့ပြောတာနိုင်သူမွေးကနားပါတယ်အတဖက်လည်းစဉ်းစားလို့ရတယ်အဲ့တော့တကွက်ကောင်းဆို97အကြိုက်တယ် မိန်းနှမဆိုရင်92အာခြိုက်ပါတယ်ရှင်ကျွန်တော်တော့ဖြည့်ပေးဖို့ချက်လို့နဲ့လေးခွန်ကိုအခွေဆိုလို့ရှင်ဒီကောင်လေးခွန်ဒါတိုင်းမပေးဘူးဆိုသုံးစံတိုင်းနဲ့လေးနှစ်ကိုခွန်လေးခွန်ကိုအဲ့ဒီလေးခွန်ရှိတယ်အဲ့ဒီလေးခွန်ကမားကရွေးထုတ်ထားတာကနှစ်ခွန်ရှိတယ်နှစ်ကိုနဲ့ခွန်ကို အကယ်၍ရှင်းကားမှာ၄၅ခုကိုအပွေပေးရင်လည်းခုန်ကူတာတော့ပါတယ်။နောက်တစ်ခုဒီနေ့ထွက်သွားတာရှင်းကား၃ခုဒီနေ့ထွက်တာရှင်းကား၃ခုအဝေးမကြည့်နဲ့အဝေးမကြည့်နဲ့အဲ့ဒီကောင်မနှမောင်းညာကီဘာကြီးမှမလို့မနှမောင်းရင်ညာ ြီးဖြစ်ပြန်တော့မှာမနက်မှရှင်ကားသုံးကမသိညနေမှသိမယ်အဲ့တော့မြည်တော့ပဲဖြစ်စီကောင်မို့လေးကိုရှင်ကားသုံးခွနဲ့ကတ်တဲ့အခါမှာကိုခွန်ပါတယ်လေးခွန်ဟာဒီခုနအကွက်တော့ပါမှာကိုခွန်တို့ကတော်တော်ကြိုက်တယ်ဘာဖြစ်လို့ဆိုတော့တော်တော်လေးကိုစစ်စစ်ပေါ့ပေါ့စုံတော့ကွာနော်ချစ်တို့ကတော့ချစ်တို့တော့ရှင်းပြပါဦးဒီချက်ဒီချက်ဒီချက်မိတို့ရဲ့ဖြစ်စီကောင်မှုနှစ်လေးကိုကတော့ကြီးဖြစ်ပေါ့နော်တစ်ဖက်ကြီးကနှစ်လေးကို ါ။အာသူတို့အပြည့်စုံသွားချင်းဒီလိုတွေးလို့ရတာ။ဘာလို့ပြပြ။နော်။ခုနတမချစ်လို့ခုနချပြလာတာ။နှစ်လေးတစ်ချိန်။လေးကိုတစ်ချိန်။အဲ့တော့ချစ်တို့ရေဒါနှစ်လေးကိုအာအကယ်၍ဒီကီးတာမနှပိုင်းပေးခဲ့မှဆိုရင်ဇလန်တော့နည်းနည်းရှုပ်သွားပြီ။ရှစ်ငါ၃ခု၉ဒီနေ့ထွက်တဲ့ရှင်ငါ၃ခုကို ပြည့်အစုံနဲ့လေးကိုနဲ့ကပ္ပာဒါမဲ့မခင်ရေရှင်ဟာသုံးခုကမွေးကနန်းလမ်းကြောင်းနဲ့မညီဘူးဆိုရင်ရောမတူလမ်းနဲ့တူသွားတယ်ဘာဖြစ်လို့လဲဆိုတော့နှစ်ကိုတစ်ချက်ကြာတာမင်းနဲ့လေးလုံးထွက်တယ်မနှက်ပိုင်းမညီ၃၆ဘက်တော့ညနေမှလည်းညီတာ၄၉ခွန်ကိုဒီ၃လုံးနဲ့မနှက်မညီညနေလည်းမညီပါဘူး ဒါသုံးလုံးမို့လို့ကွာအဲ့လိုမျိုးပြောတာအဲ့တော့ခုနကပြောသလိုအဖက်ဖက်ကတွေ့လာမှာမွေးကနန်းညောင်းကမွေးကနန်း2920 90ကတလိုင်း2920 90တလိုင်းအပြည့်အစုံဆိုဒီလိုကရင်12ခွက်ရှိရကွာ12ခွက်မှာမခင်ရတယ်မှာခွန်ကိုတစ်ခွက်ကောင်တော့ထုတ်ပြီးတာဖြစ်တယ်အမျိုးမျိုးတွေ့လို့ရတယ်ဟာမစီတတ်ဘူးဆိုလို့ရှိရင်လည်းမန့်မှာရေးအော်မန့်ပိတ်တာလားမစီတတ်ရင်လည်းတတ်တဲ့လူသွားမေး ရှင်ငါးသုံးခွန်ကို249နက်ကအဲ့ဒါတော့အပြည့်စုံပြီးတော့ထင်းတယ်ကျန်တာကတော့6ခွန်တကွက်ကောင်ကြိုက်တယ်မိန်းကတော့29ဒီမိန်း29ကတော့ခုနကပြောတဲ့ဟိုချစ်တိကြီး29ရမွေးကနလည်းနန်းကြီးအကွက်ကအရန်ကြီးတော့၃နာလောက်မဟုတ်နှစ်နောက်ပိတ်မလိုက်ခြင်းဘူးဆိုလို့ရှိရင်ဒီမှာ29 20 90 3ခွက်ထွက်မှာဒီမှာတကွက်4ခွက်ထွက်တယ်ဒီမှာကတော့12ခွက်အပြည့်စုံမဟုတ်တော့ဘူး6ခွန်ပါတယ်အဲ့လိုမျိုးပါတော့နော်6ကတော့လုံးဝကြိုက် လေးကိုနေရလေးရကိုရတယ်ဆိုရင်တစ်ဖက်ကဒီလိုကြည့်လို့ရှင့်နောက်ပဲတစ်ပေါင်းရင်ကိုရမှာနောက်ပေါင်းရင်ကိုဒီနဲ့ကိုနဲ့ဆို၉လောင်ချိုက်တယ်ကိုချိုက်တော့ကိုပြောတယ်နော်၉လောင်ချိုက်တယ်ညနေတဲဝန်းနဲ့နော်ကိုပို့ချိုက်တယ်ကိုပို့ချိုက်တဲ့ချစ်တို့ရေ နောက်ဆုံးနေကျတော့ဘာမှလည်းတုံးမှမပေးချင်အဲ့တော့ချစ်လို့ပညာရတော့ဖွင့်ပြပွားပြီအခွေတွေလည်းပြောပြပွားပြီလို့သလိုတုံးကြပါရှင်ခြေစွမ်းတော့ဘယ်လိုပဲပြောပြောနောက်လည်းမကြည့်တန်းတဘွားကောင်းတော့သားတော်မဖြစ်မနေတော့ထိုးပါမှာရန်ကြိုက်တယ် လူဟောင်းလေးတီးတယ်63ထွက်တယ်ဒီနှစ်တော့လွတ်သွားတယ်36ထွက်တယ်ဒီ36ထွက်တယ်ဒီနှစ်3ရက်3ရက်မြောက်နေ့3ရက်မြောက်နေ့ချောင်းကစားတဲ့နေ့လေးချစ်တို့လူဟောင်းလေးတင်လာပြီတဲ့ချောင်းကစားတဲ့နေ့ သူပြောသလိုဒီအခွေဒါ63အားတန်း24ခုကိုအခွေ ပေးမှဆိုတော့ဒီ653ထိစရာမလိုဘူး။ဒီမှာ24ခုကိုပါပြီးတာဒီလိုဒီလိုနဲ့တင်ပြီးတယ်။ဒါပေမဲ့အိုင်ရှော့တွက်လို့မရဘူး။ဘာဖြစ်လို့လဲဆိုတော့ဒါကိုယူစားချက်ကကိုကဒီလိုတွေးတယ်အတွေးပေါင်းစုံတွေးတယ်။မနှက်မှမထီညံ့နေပါလေဒီလိုပဲစဉ်းစား။ချို့ကိုကတော့တွေးပြီးစဉ်းစားကွာ။သိရမလား။ဘာဖြစ်လို့လဲဆိုတော့ခါနက်ခတ်ဖြစ်နေလို့3980ကီယိုတူလာရိုက်မယ်ဆိုလို့ရှိရင် ခါနက်ခတ်ဖြစ်လို့380ဂီတာလာရမယ်ဆိုဒီ653ကပြစ်မလွယ်ဖြစ်နေပြန်ပြီအဲ့ဒါကြောင့်မို့လို့ဟိုကုန်းမလောက်ကမ်းမလောက်ပြန်လာဖြန့်ထိုးမှာရကိုအကြိုက်ဆုံးကတော့ဘလို့ပဲပြောပြောကိုဖုံမှာထိုးမှာဒီဒီဒီဥစ္စာလည်းပြစ်လို့မရအောင်တော့တောက်လျှောက်ကြည့်ပေးလာဒီပေးလာတဲ့ပုံကတချမ်းတချမ်းအခုဒီဘက်ကိုစောင်းဝင်လာပြီဆိုတော့ပုံစံအတိုင်းဆိုလေဒီ စီနီယာအတိုင်းဆိုလဲကိုယ့်ကိုပဲသူပန်းဝင်ရကိုကလည်းကိုယ့်သဘောကျတယ်ခုနကပြောလို့ပေါ့နော်ကိုယူနေကြအချက်တွေတိုင်းမှာတော့ကိုမဆိုးပါဘူးကွာအဲ့ဒါကြောင့်ကိုနည်းနည်း little little highlighter ဖြစ်တယ် little highlighter ဖြစ်တယ်တော့ကြမနဲ့ပေါင်းညက်ကိုခွန်ဘရိတ်တုံညာဘရိတ်တုံးရတဲ့မို့ဗရိတ်မလွတ်လိုက်တာကွာနှမျောလိုက်တာခွန်ဘရိတ်နဲ့တုံညာဘရိတ်ပြောရင်ပေါက်ဖို့ပြည်တယ်ဒီမိမကြီး ကဲကျတို့ဒါပါပဲရှင်ပုံမြင်ရတာတော့ပါပဲရှင်ကျန်တော့ကိုအတွင်းနဲ့ကိုထိုးပါအချက်တွေလည်းပြောပြတယ်အစင်တွေလည်းပြောပြတယ်ဘူးသူဝါသာလုပ်ခဲ့တာမဟုတ်ဘူးဗီဒီယိုအထက်ထက်ကြီးအဖြေရှိတယ်ကိုခွန်အရင်ကြိုက်တယ်ကိုနှစ်မွေးကနန်းမှာဆိုကိုနှစ်အားခွာကိုနှစ်အားကြိုက်တယ်နော်ဒါပေမဲ့အများကြီး short တော့လို့မရဘူးသူကကိုကဒါဒီအခွေတွေထုတ်ထုတ်ပြတယ်ဆိုတာတိုက်ဆိုင်မှုရှိတယ်ဆိုတဲ့အချက်ကိုထုတ်ပြတာတကူပဲသူတကယ်တမ်းပေးသွားတဲ့ဝမ်းကြံ201ကြိမ် ဖြစ်လို့ပြောရင်းနဲ့အဲ့ဒါကြောင့်မွေးကနဆွန့်လို့မရဘူးမွေးကနဆွန့်ဖြစ်လို့မရဘူးတူးစီရောဝန်ကြီးဖြစ်နေတယ်ဘာဖြစ်လို့လဲဆိုတော့ရှင်ကဟိုခန်းနှက်ခတ်ဖြစ်လို့380မနှက်မို့အနေကုန်ကြီးအဲ့တော့ဒီဘက်မားကင်းရှူသူတို့တချမ်းယူမယ်ဆိုရှင်ကလုံးတဒန်းနဲ့ဖြစ်လို့ရှိရင်၃ယောက်သူခေါ်ကစားတာ73ခွန်းတဒန်းနဲ့ဖြစ်ရင်သူနှစ်ကိုခေါ်ကစားနေတာအဲဒီလိုကြရင်6ခွန်းနဲ့ဘာမှမဆိုင်ဘူး မာကင်ယူတဲ့ကိုကိုခုမမာကင်ကဘာလို့ကြိုက်လဲဆိုထပ်ပရိတ်တောင်မှာ6ပရိတ်ပါလို့6ပရိတ်ထွက်ပြီး6ပရိတ်လို့4ပရိတ်လို့ထွက်လို့ရှိရင်အရန်မြူးတယ်ဆိုတော့အချက်မှာ6ပရိတ်တောင်မှာလည်းကိုခင်ပါတယ် ဒီမှာကွာဒီအခွေနဲ့မခင်ကဒီစီနီယာအခွေနဲ့သွေးမစိုးဒီမှာခွန်ကိုဒီမှာခွန်ကိုပါတယ်သူကမခင်ကကိုခွန်ကိုဆွဲထုတ်တယ်၆ပရိတ်နဲ့လည်းကြိုက်လို့ဆွဲထုတ်လိုက်တယ်ဒီရှင်းငါးသုံးခွန်ကီးနဲ့လည်းကြိုက်တယ်ဆိုပြီးဆွဲထုတ်လိုက်တယ်လုံးမိုင်းနေနဲ့၄ကိုဝန်းကြီးမှာကိုကိုကြိုက်တယ်ဆိုလို့ဖြစ်နိုင်ကြီးဒီကီးနဲ့လည်းထိတယ်ကွာခွန်ထိတယ်ဒီအခွေနှစ်ခွေလုံးနဲ့လည်းဒီလိုထိတယ်အဲ့လိုထိကြည့်ဆိုမခင်ရေ၄ခွန်လို့ပါလို့ရှိတယ်မှန်တယ်နော်ဒါပေမဲ့မခင်ပြောဆိုဘရိတ်ဘရိတ်ပဲပြန်လှည့်ရင်လည်း ်6ဘရိတ်နဲ့ကိုက်တဲ့အတွက်6ဘရိတ်ကိုက်တယ်ဒီမှာခွန်ကိုနှစ်ခွေကြည့်တယ်ဒီမှာဆိုလို့ရှိရင်ကီးမှာခွန်ထိတယ်ဟဲအဲ့လိုတွေးပြီးတော့လေးကိုခွန်အောင်ပြီးတော့63အားကြပြီးဘယ်နည်းရနေမှာဘာကြရလဲဆိုတော့အချက်ရှိတယ်ချောင်းကစားတဲ့တကွက်ရှိတယ်အဲ့ဒီတကွက်ကိုခွန်ဖြစ်နေတယ်အရရာကြောင့်ကိုခွန်မကင်ဝုံးဆိုဆွဲတော့လာဒါဒီဘက်တကန့် ဒီဘက်တကန်းလက်ကြီးယူနေကြနေရဆိုရင်38တထန်းနဲ့ဖြင့်3ညကိုခေါ်ကစားတယ်83ခွန်တထန်းနဲ့ဖြင့်သူကနှစ်ကိုခေါ်ကစားပြီးဒါ02တစ်ဖက်တစ်ဖက်ချင်းဒီလိုမျိုးဟိုဘက်မှာလည်း24ဝန်းကျင်ရှိတယ်အဲ့တော့ကားကလည်းနှစ်ခါပြင်380ကီးဖြစ်တဲ့အတွက်မစွန့်ပြင့်တဲ့တာမဖြစ်မနေအချစ်တို့ထိုးရမှာဒီ၃ခွက်ထိုး ဒီနှစ်ကွက်ထိုးဒါမဖြစ်မနေထိုးရမှာငါးကွက်တော့မဖြစ်အကွက်နည်းနည်းကြိုက်တဲ့လူဆိုရင်29209097 sorry ကိုနှစ်ကပါပြီလားမဖြစ်မနေဆိုဒီ၃ကွက်ရဒီတစ်ကွက်ရလေးကွက်ထိုးအကဲရအကွက်အများကစားတဲ့သူတက်တက်တူတူဆိုလို့ရှိရင်အမကခုနပြောသလိုကတ်ထိုးအဲ့တော့ကနန်းယူပုံယူနေရဟိုဘက်တွေလိုက်ဒီဘက်ဝိုက်လိုက်ဒီဘက်တက်တာချစ်တို့အကုန်လုံးပညာကုန်ချပြလိုက်တာတကယ်တမ်းကျရင်ဂရုတွေကြာရင်မခင်ကကနန်းကိုပြန်ချုပ်သွားတော့မှာကွာ ိုဖွဲ့တဲ့ကြတော့ကနန်းလေးချုပ်ပြီးတဲ့အဲ့လောက်တည်းကတချို့ကြတော့မမြင်ဘူးဟိုဘက်ကွန်ကဒီတိုင်းပဲပြောပြီးဆိုတာဒီတိုင်းပဲချုပ်ပြီးလား၁၀ကွက်ပေါ့ဒီညနေ၈ကွက်တော့မှထိတ်စည်းကနေကခေါင်းကိုက်သွားပြီထိတ်စည်းကနေကဘင်းလို့မကြည့်နိုင်ဘင်းတို့အိတ်တော့လာနောက်ပိတ်တော့မှန်မှတည်နေပြီအဲ့လိုဖြစ်သွားတာတယ်ဘောကြည့်ကနေစဉ်းစားလိုက်တာဒီတော့နှစ်သိန်းတော့တစ်နှစ်သုံးထိတ်ပဲဒီညနေတင်းနေတော့တဲ့နှစ်အသေးပဲသားအောက်စင်းတက်ကြမယ်ဆိုမစိုးဘူးကိုယ်အတွက်မြုံနေချက်ရှိတယ်အခုက तू က တိုင်းကနေအပေါ်တောက်လာလို့ဘာမှလုပ်လို့မကီးပဲတမန်အဲ့လိုဖြစ်နေကဲဒါပါပဲရှင်နောက်ဆုံးနေ့ဒီမှာရလူရညာလေးတက်ပေးတာเนาะတွေ့တာမြင်တာလည်းခြားပြပွားရင်မှမမှမမလောက်ခံပါစေเนาะချစ်တို့